တယ်ရန်ပဲစီမတ်လ19ရက်ဖို့လိုခုနေ့ညနေခင်းရုပ်တံသတင်းတွေကိုပြန်လည်တင်ဆက်ပေးပါတော့မယ်ဒီကနေ့မှာတော့စက်ကောင်စီလက်နက်ကြီးကြောင့်၂ရက်တွင်ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Greeny လူခွေရေးဖွဲ့ KNHRG ကထုတ်ပြန်ပါတယ်ရိုက်ကောမြို့မှာမတ်လတွင်မိုင်းနေမိတဲ့ပြည်သူ၅ဦးရှိပြီး၂ဦးသေဆုံးသွားခဲ့ပါတယ်ဖေခုံပီလောင်းနယ်စပ်မှာ၃ရက်ဆက်တိုက်တုံးမိလောင်ခဲ့တယ်လို့သိရပါတယ်၂၅ကြိမ်မြောက်ကယန်းအမျိုးသားနေအထိတ်မှတ် ဘောလုံးပြိုင်ပွဲကျင်းပနေပါတဲ့စတဲ့တဲ့တွေကိုကြည့်ရှုနားဆင်ရပါမယ်ရှင်။ဂရီနီနဲ့ရှန်ဂရီနီနဲ့ဆက်မစစ်ကောင်စီပစ်ခတ်လိုက်တဲ့လက်နေကြီးကြောင့်နှစ်ရက်အတွင်းပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မနေ့ကမတ်လ16ရက်နေ့မှာဂရီနီလူခွေရဖွဲ့ KNHRG ကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့မတ်လ17ရက်နေ့မှာရှန်ဂရီနီနဲ့ဆက်ကဖေခုံမြို့နယ်အတွင်းနဲ့မတ်လ14ရက်နေ့မှာတော့ရိုက်ကောမြို့နယ်အတွင်းကကြေးရွာတေရွာမှာလက်နေကြီးထိမှန်ခဲ့တာပါ။ KNHRG ရဲ့ထုတ်ပြန်ချက်ထဲမှာထိခိုက်သူပြည်သူ၄ဦးနဲ့အသက်38နှစ်အရွယ်အမျိုးသမီးတဦးအသက်23နှစ်နဲ့အသက်30နှစ်အရွယ်အမျိုးသားနှစ်ဦးကျန်တဲ့အမျိုးသမီးရဲ့အသက်ကိုတော့မသိရသေးဘူးလို့ပြောပါတယ်။ဒါရီပြင်းစကောင်စီရဲ့လက်နေကြီးထိမှန်ခဲ့တဲ့အတွက် နေအိမ်တချို့ပျက်စီးခဲ့ပါတယ်။အခု match လအတွင်းစကောင်စီက Greeny B, Dumoso, Rygor, Phasaung မြို့နယ်နဲ့ Shan Greeny နယ်စပ်ကိုလေချောင်းတိုက်ခိုက်တာ ုံကျဲတိုက်ခိုက်ရာတွေကြောင့်အရက်သား2ဦးသေဆုံးပြီး15ဦးထိမှန်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရှင်။ရိုက်ကိုမြို့ပေါ်ရက်ွက်မှာမတ်လအတွင်းမိုင်းနှမိတဲ့ပြည်သူ9ဦးရှိပြီး3ဦးထိခိုက်ဒဏ်ရာရရှိက2ဦးသေဆုံးသွားခဲ့တယ်လို့ဒေသခံမျိုးသားတဦးကပြောပါတယ်။မတ်လ15ရက်နေ့မှာရိုက်ကိုမြို့ဒေါနုကူရက်ွက်ကနေအိမ်ခြံဝန်းတနေရာမှာအမျိုးသားတဦးနဲ့အမျိုးသမီးတဦးမိုင်းနှမိခဲ့ပါတယ်။ရိုက်ကိုမြို့ပေါ်မှာစပေးရှောင်ပြီး နေအိမ်ကိုပြက်လာနေထိုင်သူတွေနေအိမ်သက်ရှည်ရဲ့ပြက်လဲပြုလုပ်ကြတဲ့ပြည်သူတွေမကြာခဏမိုင်းနေမိတယ်လို့ဒေတာခန်တွေရဲ့ပြောဆိုချက်အရသိရပါတယ်ပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှာစတင်ခဲ့တဲ့တိလီလုံးစစ်စေးရေးတိုက်ပွဲတွေကြောင့်လွိုက်ကော်မြို့ပေါ်ဒေတာခန်တွေဟာနီးစပ်တဲ့ရှမ်းပြည်နယ်နဲ့တခြားနေရာဒေသတွေကိုတိမ်းရှောင်ခဲ့ကြတာပါလက်ရှိမှာတော့အကြောင်းမျိုးမျိုးကြောင့်လွိုက်ကော်မြို့ပေါ်မှာပြန်လာနေထိုင်ကြသူတွေများလာပေမဲ့တိုက်ပွဲဖြစ်ပွားခဲ့မှုတဲ့နေရာတွေမှာ မြေမြုံမိုင်းအန်ဒီရကိုဒေတာခန်တွေကစိုးရိမ်မှုရှိနေကြတာပါစကောင်စီကအာနာသိပြီးနောက်ပိုင်း2021ခုနှစ်ကနေ2024အောက်တိုဘာလအထိမြေမြုံမိုင်းကြောင့်ဂရင်းနီဘီမှာထိခိုက်သေးဆုံးသွားသူတရားဝင်ကြီးရှိတယ်လို့ IEC ရဲ့စီးရင်ရသိရပါတယ်ရှင်ဖေခုံပေလောင်းနယ်ဆက်တနေရာမှာမတ်လ14ရက်နေ့ကစလို့မတ်လ19ရက်နေ့အထိ3ရက်ဆက်တိုက်တုံးပြီးကူးဆက်လောင်ကျွမ်းခဲ့တယ်လို့သိရပါတယ် တောအုပ်တွေကကြီးပြီးမိအရှိအယံများတဲ့အတွက်မိမငင်းတက်နိုင်ခဲ့ပြီးလေတိုက်လုံးမြန်လာကြလဲတောမီကူဆဲမှုမြန်တယ်လို့ဒေတာခန်တွေကပြောပါရယ်အနီနာမှာရှိတဲ့ကျေးရွာတွေနဲ့ဆက်ဆောင်စခန်းတွေမှာနေထိုင်ကြတဲ့ဒေတာခန်ဆက်ဆောင်တွေကတော့မိကူဆက်လာမှာကိုစိုးရိမ်နေကြတာပါတောမီလာတဲ့နေရာကအနီနာမှာကျေးရွာပေါင်း6ရွာနဲ့စပေးရှောင်စခန်းတွေလည်းရှိနေပြီးဒေတာခန်တွေရဲ့စိုက်ခေတချို့ပြည့်စည်မှုရှိခဲ့တယ်လို့ဆိုပါရယ်နှစ်စင်တွေကဒီမှာ တော်မီကူးဆက်လောင်ကျွမ်းမှုရှိနေတဲ့အတွက်အပြည့်စည်နေအောင်ဒေတာခန်တွေဟာမိသားလမ်းအသုံးပြုတာတက်ရှိရေလှုပ်ဆောင်တာအသိပညာပေးတာနဲ့ကျူတင်ပြည့်စုံမှုတွေပြုလုပ်လို့ရှိတယ်လို့သိရပါဗျ။25နှစ်မြောက်ကရန်အမျိုးသားနေ့ထိမ့်မှတ်ဘောလုံးပြိုင်ပွဲကိုကရန်ဒေတာတနေရာမှာမိကမတ်လ16ရက်နေ့ညနေပိုင်းမှာဖွဲ့ပွဲအခမ်းအနားနဲ့တူကျင်းပပြုလုပ်ခဲ့ကြပါဗျ။အခုလိုကျင်းပပြုလုပ်တဲ့25ကြိမ်မြောက်ကရန်အမျိုးသားနေ့ထိမ့်မှတ်ဘောလုံးပြိုင်ပွဲကို ီရွက်ချက်၅ချက်ဖြစ်တဲ့ကရင်အမျိုးသားစီလုံးညီညွတ်ရေးကရင်မျိုးနွယ်စုဆွေမျိုးစုမိသားစုတွေအပြန်အလှန်ချစ်ကြည်ရင်းနှီးလာရေးကရင်ဒေတာတွေးနေထိုင်တဲ့ညီနောင်တိုင်းရင်းသားအပြန်အလှန်လေးစားအတိမတ်ပြုရေးကရင်ဒေတာမှာရှိတဲ့လူငယ်မောင်မေတွေအချစ်စရိုက်တန်နဲ့စိတ်ဓာတ်မြင့်တဲ့ရင်းနဲ့ကရင်ဒေတာမှာရှိတဲ့လူငယ်မောင်မေတွေအပြန်အလှန်ချစ်ကြည်ရင်းနှီးရေးစားတဲ့ရည်ရွယ်ချက်နဲ့ပြုလုပ်တာဖြစ်တယ်လို့ဘောလုံးပြိုင်ပွဲကျင်းပရေးကော်မတီဝင် ခုံညူဦးက ဖွဲ့ပွဲအခမ်းအနားမှာပြောဆိုသွားပါတယ်။အဲ့ဒီဘောလုံးပြိုင်ပွဲမှာပထမဆုံးရရှိမဲ့အတင်ကို7350ဒုတိယဆုကို7330တတိယဆုကို25သိန်းစတုထဆုကို7330ချင်းမြင့်သွားမှာဖြစ်ပြီးပါဝင်ရှင်ပြိုင်တဲ့အတင်သားအလုံးကိုတော့နှိသိမ့်စုအနေနဲ့7030တီတီချင်းမြင့်သွားမှာဖြစ်ပါတယ်။အဲ့ဒီဘောလုံးပြိုင်ပွဲမှာကရန်မျိုးနယ်စုလိုက်ကိုစားဖြုတ်တဲ့တွင်ခေဘာနဲ့ကရောလူမျိုးစုကိုစားဖြုတ်တဲ့တွင်ပါဝင် အသင်း16သင်းပါဝင်ရှိပြိုင်သွားမယ်လို့သိရပါဗျ။လာမယ့် April 10ရက်နေ့မှာကြာအောင်မဲ့ကရင်အမျိုးသားနေ့ဟာ25နှစ်မြောက်ငွေရထုအထိတ်မှ ရွှေစေဂျူဘလီဖြစ်တဲ့အတွက်စီကားတိုင်းမျက်စွာကျင်းပလိုပေမဲ့နိုင်ငံရေးနဲ့ခေတ်ကာလအခြေအနေအရအကောင်းဆုံးကျေးပဖို့အတွက်ဆုံးဖြတ်ခဲ့ကြတယ်လို့သိရပါဗျ။ရှင်။ကနော်ရီထိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သံသတင်းတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ ရင်းနှီးပြည်သူပြည်သားအားလုံးဘင်းကင်းလုံးချုပ်ပြီးစိတ်နှလုံးအင်းချမ်းကြပါစေရှင်ကျမမော်လေးမြပါ